င်္ဂလာပါမေလ15ရက်နေ့အတွက်တနေ့တာမြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့ရဲဘော်လူစီပဲဖြစ်ပါတယ်ဒီ channel လေးကတော်လိုင်းကြီးနဲ့ပတ်သက်တဲ့မြေပြင်အခြေအနေတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတာဖြစ်လို့ subscribe လုပ်ပေးခဲ့ကြဖို့လည်းတောင်းဆိုလိုက်ရပါတယ်ညာဟုတ်ကဲ့ပါပထမဆုံးတာလဲပြူဟာစကန်သိန်းတက်ပွဲမှာစစ်ကောင်စီတက်ပွဲမှာဗိုလ်ကြီးအပါဝင်ကိုဦးသေးပြီးဒုတက်ရင်မှုနဲ့အဖွဲတွေထွက်ပြေးသွားတဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ် ပြည်အမျိုးသားအစည်းအရုံးခရင်ယူကဖအံခရိုင်လှိုင်းဝဲမြို့နယ်တက်မခုနှစ်နေမြေအတွင်းနှစ်ပေါင်း40နီးပါးတက်ဆွေထားတဲ့စစ်ကောင်စီရဲ့တာလဲပြူဟာစစ်စကံကိုတင်ပန်းရရှိပြီဖြစ်ကြောင်းခရင်ယူဘိုဟုကဒီကနေ့မေလ15ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။ အဲ့ဒီတားလဲစကန်းကို1986ခုနှစ်မှာစစ်တပ်ကစတင်တိစောက်ခဲ့တာဖြစ်ပြီးယခုနှစ်မေလ23ရက်နေ့ညပိုင်းမှာတော့ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလဲဖြစ်ပါတယ်။တားလဲပြူဟာစစ်စကားမှာစစ်ကောင်စီတပ်ခလာယာ2လေးတက်ရင်နဲ့အမြောက်တပ်အမတ်3တက်တက်တက်ရင်တို့အခြေစိုက်ထားတာဖြစ်ပြီးတမဟာခုနှစ်လက်အောက်ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့မှပြန်လည်တက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ စကန်သိမ်းပိုက်စဉ်အတွင်းစစ်ကောင်စီအမြောက်တပ်မှဗိုလ်ကြီးတအူးအပါအဝင်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးခလာရနှစ်လီဒုတက်ရင်မှုမှာထွက်ပြေးလွတ်မြောက်လျက်စစ်ကြောင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားတွေကိုလက်လံဖမ်းဆီးလျက်လည်းစစ်ကြောင်းခင်ယူကအသိပေးထားပါတယ်။အဆိုပါတပ်စကန်စတင်တီထောင်ခဲ့တဲ့အချိန်မှစပြီးအနီးနားဝန်းကျင်ရှိကျေးရွာတွေမှာပြည်သူလူထုများအနေနဲ့လွတ်လပ်စွာသွားလာလောက်ကင်စားပွဲစားသောက်ခွင့်တွေဆုံးဆုံးခဲ့ရပြီးစကန်ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အနီးနားဝန်းကျင်ရှိကျေးရွာတွေကပြည်သူများအနေနဲ့ ်မူလအခြေအနေတိုင်းပြန်လည်လုတ်ကန်စာဝေးစားတောင်းနိုင်တော့မှာဖြစ်တယ်လို့ခရင်ယူကထုတ်ပြန်ထားပါတယ်ဆက်ပြီးတော့လည်းထိုင်းနယ်စပ်အနီးစီမေလစကန်ကိုခရင်ယူကစတင်တက်ခိုင်းနေတဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ထိုင်းနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မေလစခန်းကိုဒီကနေ့မေလ15ရက်နေ့မနက်အစောပိုင်းမှာ KNU ကစတင်တက်ခိုင်းနေပြီဖြစ်တယ်လို့ကရင်စစ်ရေးသတင်းမြစ်တွေထံကသိရပါဗျ။မေလစခန်းဟာ KNU တပ်မှခုနှစ်ရက်စစ်ရေးလှုပ်ရှားရနေပြီထဲမှာရှိပြီးထိုင်းမြန်မာနယ်စပ်အနီးလှမ်းပွဲမြို့နယ်မေလရွာအနောက်ဘက်မှာတည်ရှိတယ်လို့သိရပါဗျ။ အဲ့ဒီစကံကိုဒီကနေ့မနက်ပိုင်း၄နိုင်ခွဲအချိန်မှာခင်ယူတမခုနှစ်ကစတင်တက်ခိုက်နေတာဖြစ်ပြီးတက်ပွဲကြောင့်ဒေသခံပြည်သူတွေကလည်းထိုင်းမက်ချန်းတို့ထွက်ပြီးတင်းဆောင်နေရကြောင်းသိရပါတယ်။လိုင်ပွဲမျိုးနဲ့ပိုင်ချုံမျိုးဒေါနာတောင်တန်းအစီချံထိုင်းနယ်ဇက်တစောက်ကစစ်ကောင်စီတက်စကံတွေထဲမှာပူလူတူခလဲ့တဲ့တခေါ်ပြီးခွီမောဖာသူစကံနဲ့တားလဲပြူဟာစကံတို့ကိုယခုနှစ်အတွင်းခင်ယူတမခုနှစ်ကတင်းယူထားပြီးလက်ရှိမှာတော့မဲလာစကံမော်ဖိုးကိစကံနဲ့နော်တရာစကံတို့သာကြံစည်တော့ကြောင်းလဲသိရပါတယ်။ ဆက်ပြီးတော့လည်းရခိုင်ပြည်နယ်အဆက်ပဲခူးအေယာဝတီနဲ့မကွေးတိုင်းအပါအဝင်ကြောက်ဖြူမြို့နယ်တို့မှာတိုက်ဝဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်နယ်အဆက်ဒေသများဖြစ်ကြတဲ့ပဲခူးအေယာဝတီနဲ့မကွေးတိုင်းနယ်စပ်တို့မှာရှိတဲ့အာရခတ်တော် AA တပ်စခန်းတွေစီရကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်ကြောင့်တိုက်ဝဲတွေဆက်လက်ဖြစ်ပေါ်နေကြောင်း AA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်တူခါကသတင်းရင်းမြစ်ကိုပြောဆိုထားပါတယ်။ အရခတတော် AA အပါအဝင်မြောက်ပိုင်းမဟာမိတ်၃ဘက်ကငလင်တန်သင့်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပေါ်လျက်ရှိတဲ့နေရာတွေကိုထိုးစစ်များပြုလုပ်မည်မဟုတ်ဘဲတစ်ဖက်သက်အပြစ်ရက်ကာလကိုမေလကုန်ပိုင်းအထိကြေညာထားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကအပြစ်ရက်မယ်လို့ကြေညာထားပေမဲ့လည်းမြေပြင်ထိုးစစ်လေကြောင်းလက်နက်ကြီးဒရုန်းတပ်ခန့်မှုတွေကိုဇက်တိုက်ပြုလုပ်နေခြင်းလည်းဖြစ်ပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာလည်းစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်တိုက်ပွဲတွေပြင်းထန်နေကြောင်းလည်းစက်ပြောထားပါတယ်။ ငလင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုဆန်ရအကူအညီများထိရောက်စွာပေးနိုင်ဖို့အတွက်အပြစ်ရထားသည်ကိုစစ်ကောင်စီကအခွင့်ကောင်းယူပြီးအပြစ်မဲ့ပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတက်ခိုင်းနေရရခိုင်ပြည်နယ်မှာနှစ်ရက်အတွင်းပြည်သူ၁၄ဦးသေဆုံးပြီး23ဦးဒဏ်ရာရခဲ့ကြောင်းအရခတ်တော် AA ကမနေ့ကမေလ၁၄ရက်နေ့ညပိုင်းမှာတည်င်းထုတ်ပြန်ထားပါတယ်။အပြစ်မဲ့အရက်သားပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေကစစ်ရာဇဝတ်မှုတွေကိုနိုင်ငံအနှံ့ဇက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီတက်ရဲ့လောက်ရကိုကောင်းဆောင်မှတ်တမ်းတင်ထားကြောင်း AA ကအသိပေးထားပါတယ်။ ဆက်ပြီးတော့လည်းမြန်မျိုးပေါ်အထိတက်မဲ့စစ်ကြောင်းကိုပိတ်ဆို့တက်ခတ်ရမှာတော့စစ်သားအလောင်းစစ်လောင်းနဲ့လက်နက်ခဲများတင်းစီရစီခဲ့ရဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။မကွေတိုင်းပခုတ်ကူခရိုင်မြန်မျိုးနယ်မှာမြန်မျိုးပေါ်အထိတက်မဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြန်လည်ဆုတ်ခွာသွားအောင်ခုခံတက်ခတ်ရင်လက်နက်ခဲရန်တွေနဲ့အကြမ်းဖက်စစ်သားအလောင်းတွေတင်းစီရစီခဲ့တယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ခံကိုပိုပိုတန်းစင်ကသတင်းရင်းမြစ်ကိုပြောဆိုထားပါတယ်။ မေလာ၁ရက်နေ့ကစပြီးမြိုင်မြို့နယ်အတွင်းဝင်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကမေလာ၂ရက်နေ့မှာမြိုင်မြို့နယ်အစစ်တောင်ပိုင်းလီတန်းတစ်ကြီးတောနယ်ပေါက်တော်ကြီးရွာတွေအနီးမှာစတင်ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အညာမြေတပ်ပေါင်းစုအပါအဝင်တော်လိုင်းတပ်ပေါင်းစုတွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကမြန်မျိုးပေါ်အထီကိုမရောက်ရှိနိုင်တော့ပဲဖွဲ့စည်းပုံပြက်ကလေးတန်းတစ်ကြီးတောနဲ့ပေါက်ပင်ကန်ကြီးရောဝန်းကျင်တွေထဲမှာပိတ်မိနေခဲ့တယ်လို့ကိုပိုပိုတန့်စင်ကဆက်ပြောထားပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအနေနဲ့တပ်ပွဲအတွင်ပါရာမော်တာအပါအဝင် မကွေးနဲ့မိတ်တီလာစန်တဲ့လေးစက်ကနေတက်လာတဲ့ဂျက်ဖိုက်တာဝိုင်တွဲတွေနဲ့လေချောင်းပစ်ကိုအချင်းချင်းယူခဲ့ရတယ်လို့တကြီးတော်နဲ့ပေါ့ပင်ကိုင်းကြီးရွာကနေနေအလုံး30ကျော်ကိုလည်းမိဆုပ်ဖြက်စီခဲ့ကြောင်းမေလ9ရက်နေ့မှာတော့ပခုတ်ကူမျိုးစီပြန်လဲဆုတ်ခွာသွားကြောင်းသိရပါတယ်။မြန်မြို့နယ်အတွင်းဝင်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာပခုတ်ကူတပ်မတ101အပါဝင်စလင်းအခြေစိုက်ခလာရ254တပ်တွေပါဝင်ခဲ့ပြီးအင်အား170နီးပါးနဲ့စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလို့သိရပါတယ်။ မေလ၁၀ရက်နေ့နဲ့၉ရက်နေ့တွေမှာတော့တော်လိုင်းအင်အားစုတွေကတပ်ဖွဲ့ဖြစ်ပေါ်ရနေရာတွေကိုနေမြစင်းလင်းလှုပ်ဆောင်ခဲ့ပြီးစစ်ကောင်စီတပ်သားအလောင်းစစ်လောင်းနဲ့အတူ MI1 တနတ်တလက် ကြီအတောက်900ကျော်နဲ့ခရင်တချို့လည်းတင်းစီရရှိခဲ့တယ်လို့အညာမေတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်နောက်ထပ်လည်းရေကြီးအမြောက်တက်၃လေးလေးကာကင်းစကန်းတွေကိုတော်လိုင်းပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်နေတဲ့အတွက်ကြောင့်စစ်ကောင်စီဘက်ကကာကင်းစကန်းတွေတိုးချဲ့နေရတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဧရာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမြောက်တပ်အမတ်တ344ရဲ့ကာကင်းစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်နေပြီးစစ်ကောင်စီတပ်ဘက်ကကာကင်းစခန်းတွေကိုတိုးချဲ့နေရကြောင်းသိရပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့မေလ17ရက်နေ့ကရေကြီးမြို့နယ်အတွင်းကိုလေကြောင်းကနေဘုံအလုံးကြီးအမြောက်အများအုံပြူရဲ့တိုက်ခိုက်ခဲ့ကစစ်ကြောင်းထိုးမှုတွေဆီလာပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့တွေကအမြောက်တပ်ရဲ့ကာကင်းတွေကိုဝင်ရောက်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းဒေသခံတွေထံကသိရပါတယ်။ စစ်ကောင်စီဘက်ကအမြောက်တပ်အနီးကွင်းချောင်းမှာကာကင်းစခန်းတွေတိုးချဲ့ပြီးခုခံစစ်ပြင်ဆင်လျက်ရှိကြောင်းသိရပါဗျ။ဆက်ပြီးတော့အင်းတော်ဒေသကြီးအတွင်မှာတပ်ဖွဲ့တွေဖြစ်ပေါ်နေပြီးစစ်တပ်ဘက်မှတိုက်ဆုံမှုတွေရှိတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ကချင်ပြည်နယ်မုံညင်းမြို့နယ်အင်းတော်ကြီးဒေသကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် KNA နဲ့တပ်ဖွဲ့ဖြစ်ပေါ်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကထိခိုက်တိုက်ဆုံမှုရှိကြောင်းကချင်စစ်ရဲသတင်းမြစ်တချို့ကပြောပြထားပါတယ်။ မေလ14ရက်နေ့မနက်9:00အချိန်မှစပြီးစစ်ကောင်စီနဲ့စန်းလီပူပေါင်းတပ်ဖွဲ့ကအင်ဒိုဂျီဒေသစနွန်းကုန်းစီ KNY တပ်စခန်းစီရာကိုထိုးစစ်ဆင်လာခြင်းဖြစ်ပြီးတပ်ဝဲ9:00ဝန်းကျင်ဖြစ်ပေါ်ခဲ့ကစစ်ကောင်စီတပ်ဘက်ကတေဆုံးမှုရှိခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောဆိုထားပါတယ်စစ်ကောင်စီပူးပေါင်းတပ်တွေကဆက်ပြီးစီးနေတဲ့အတွက်ကြောင့်တပ်ဝဲတွေဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းလဲစစ်ရေးသတင်းမြစ်တွေကပြောဆိုထားပါတယ် နောက်ဆုံးအနေနဲ့ကတော့ဒီပင်းကြီးမှာရှိတဲ့စာတင်ကြောင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျင်းမှုကြောင့်ကလင်းငယ်များနဲ့ဆရာမများတိစုံမှုကိုပြင်သစ်အစိုးရကပြင်းထန်ဆုံးဆုတ်ချပြီးစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ကနေဒါကလည်းတိုက်တွန်းထားတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။စကိုင်းတိုင်းဒီပင်းကြီးမြို့နယ်မှာရှိတဲ့ဦးထင်းခွင်ကြီးရွာစာတင်ကြောင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျင်းမှုကြောင့်ကလင်းငယ်များနဲ့ဆရာမများတိစုံမှုအပေါ်ပြင်သစ်အစိုးရကအပြင်းထန်ဆုံးဆုတ်ချကြောင်းပြင်သစ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မေလ12ရက်နေ့မှာစကိုင်းတိုင်းဒီပင်းရင်မြို့နယ်မှာစီးတဲ့စာတင်ကြောင်းကိုမြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခလီငယ်များအ धिक ပါဝင်တဲ့လူသားစင်ပေါင်းများစွာတိဆုံမှုဖြစ်ပေါ်ခဲ့ပြီးလူသားစင်ပေါင်းများစွာဒဏ်ရာရခဲ့ကြတဲ့အဲ့ဒီတိုက်ခိုက်မှုကိုပြင်သစ်နိုင်ငံကအပြင်းထန်ဆုံးဆုတ်ချလိုက်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်တိဆုံခဲ့ရတဲ့မိသားစုဝင်များနဲ့၎င်းတို့ရဲ့ချစ်ခင်ရသူများအားလုံးကိုပြင်သစ်နိုင်ငံကစာနာပါကြောင်း ဝန်းနေပါကြောင်းပြည်ထောင်နိုင်ငံအနေနဲ့မြန်မာပြည်သူများနဲ့အတူမမမမရက်တိလျက်စီပြီးနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုလေးစားလိုက်နာကြရန်အကြံဖတ်မှုတွေကိုအဆုံးသတ်ကြရန်နဲ့ပြည်ပခန့်မှာပါဝင်သူတွေအားလုံးကိုတွေးဆဆွေးနွေးပြီးအပြည့်စာပွဲကြဖို့ထပ်မံတောင်းဆိုလိုက်ကြောင်းပြည်ထောင်အစိုးရကထုတ်ပြန်ထားပါတယ်။အလားတူကနေဒါအစိုးရကလည်းစကိုင်းတိုင်းအတွင်းမှာရှိတဲ့စာတင်ကြောင်းတွေကိုစစ်တပ်ကလေကြောင်းတက်ခတ်မှုတွေကြောင့်တိုက်ဆုံခဲ့ရသူများအတွက်ဝန်ထမ်းစိုးရင်ထိလန့်နေရကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေကိုအစိမ်းစောချရန်အရက်သားတွေကိုအကာအကွယ်ပေးရန်နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာကြဖို့တောင်းဆိုခဲ့ကြောင်းကနေဒါအစိုးရကလည်းထုတ်ပြန်ကြေညာထားပါတယ်။ဟုတ်ကဲ့ပါမေလ15ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့မြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မိဘပြည်သူများအားလုံးအကြမ်းဖက်စစ်တပ်ရဲ့ရန်မှကင်းဝေးကြပြီးကျန်းမာဆွေးနွေးချမ်းမြေ့ကြပါသည်များ။